မင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းခနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာခရစ်ပတိုဈေးကွက်အပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့ဈေးကွက်ပေါ်မှာခရစ်ပတိုဝယ်ထား channel မိတ်ဆွေတွေအနေနဲ့ဒါ short term long term ဘယ်လိုပလန်တွေထားရှိရမလဲပေါ့နော်ပြီးတော့ကျွန်တော်ဒီဈေးကွက်ရဲ့ direction ကဘယ်လိုရှိနေလဲဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်လက်ရှိကျွန်တော် overall market ကိုတစ်ချက်ကြည့်ကြည့်မယ်ဆိုရင် BTC က8400အထက်မှာကျွန်တော်ရှိနေတာကိုတွေ့ရတယ် ETH ဆိုလည်း1900နဲ့1000ကျားမှာရှိနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အာတခြား BNB Solana Dash TRH AVH APT နေရပေါ့ဒီကွန်တရားတော့ရင်ရက်ထက်ဆိုင်ရင်တက်လာတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်တခြား HRPADABCH.LTCICP ဒီကွန်တရားတော့ရင်ရက်ထက်ဆိုင်ရင်ကျန်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် market ထဲမှာ overall volume နဲ့နေတယ်အာဆိုတော့ရန်ကြီးကြီးကြီးမားမားအတက်ချမ်းတာဆင်းချမ်းတာတော့မရှိသေးဘူးပေါ့အာဆိုတော့ကျွန်တော်ဒီ4 hour chart pattern ကိုတစ်ချက်လောက်သွားကြည့်ကြည့်အောင်ပေါ့နော်အာဒီမှာကျွန်တော်တို့4 hour chart pattern မှာအာကျွန်တော်အရင်ပြောထားတဲ့အတိုင်းကျွန်တော်တို့ကဒီ အဘီတီစီ14000ဆိုတဲ့ကျွန်တော်ရဲ့ target ကို cross လုပ်ပြီးတော့မှဒါ14000အထက်မှာရှိနေတာ market အတွက်အထက်ကိုသွားဖို့လာလာကောင်းနေတယ်ပေါ့နော်ဆိုတော့ကိုကဒါ entry လုံးဝမယူရသေးဘူးပေါ့နော်ဒါကိုစီမှာ BTC လုံးဝမရှိသေးဘူးဆိုရင်တော့ဒီလက်ရှိ market price နဲ့ entry ဝင်ထားလို့ရတယ်အာပြီးတော့ကျွန်တော်ဒီ daily chart pattern ကိုတစ်ချက်လောက်သွားကြည့်ကြည့်မယ်ဆိုရင်ဒီမှာတော့ကျွန်တော် lower low lower high ပေါ့ဒါကျွန်တော်ရဲ့ candle 200 EMA ရဲ့အောက်မှာပဲရှိနေတာကိုကျွန်တော်တွေ့ရတယ် အာကျွန်တော်တို့ဒီ candle က200 EMA ရဲ့အထက်ကိုသွားပြီးတော့မှဒါ close ဖြစ်မှာဆိုရင်တော့ကျွန်တော်တို့အထက်ဘက်ကိုသွားဖို့လာလာပို့ပြီးတော့များလာပြီပေါ့နော်အဲ့ကနေစပြီးတော့ကျွန်တော်တို့ရဲ့ first target short term အတွက်က9000ကနေ9200အတွက်ကိုဖြစ်မှာပေါ့အာဒါလက်ရှိကျွန်တော်တို့အာခုနပြောထားတဲ့အတိုင်းပေါ့နော် first entry မှာ you are တဲ့လူတွေနဲ့ဆိုရင်ဒီချိန်မှာ entry ဝင်ထားလို့ရတယ်ကျွန်တော်တို့ DCA point ကတော့9000ကနေ9200မှာဖြစ်မှာပေါ့အာဒီမှာလဲကျွန်တော် daily chart pattern မှာလဲ အာအတက်ကျန်အစင်ကျန်တော့မရှိသေးဘူးပေါ့နော်ဒါ small candle အနေနဲ့တဖြည်းဖြည်းတစ်ခါပါတီဖြစ်နေတာတော့ကျွန်တော်တို့တွေ့ရတယ်ဒါ weekly chart pattern ကိုတစ်ချက်လောက်သွားကြည့်ကြည့်မယ်ဆိုရင်တော့ဒီမှာတော့သူက market guy uptrend ပေါ့နော်အထက်ဘက်ကိုသွားနေတာကိုကျွန်တော်တို့တွေ့ရတယ် higher high higher low pattern ကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီမှာလဲ small candle အနေနဲ့ဒါ green candle အနေနဲ့တဖြည်းဖြည်းတစ်ခါပါတီဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမှာလဲကြီးကြီးမားမားပြောင်းလဲမှုတစ်ခုတော့မရှိဘူးပေါ့နော်ဒါပေမဲ့လဲကျွန်တော်တို့ဒီလက်ရှိ chart pattern တွေရောကျွန်တော်တို့လက်ရှိ market ထဲမှာရှိတဲ့လာလာအကုန်လုံးကို ပေါင်းပြီးတော့ကြည့်ကြည့်မယ်ဆိုရင်တော့ဒါ market ကအထက်ဘက်ကိုတက်ဖို့အလားအလာတော်တော်များတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ first target က9000ကနေ9200ဖြစ်မယ်အဲ့ကနေစပြီးတော့ကျွန်တော်တို့တသိန်းတသိန်းအထက်ကနေပြီးတော့အာဒီ all time high ထိကိုကျွန်တော်တို့မြင်ရဖို့ရှိမယ်ပေါ့နော်အာဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်